အမေရေ အမေမမေဘယ်ဟိုရောက်နေရလဲအမလေးအမေရဲ့တမီလေးနိုးတော်နိုးလာပြီလားမမေတမီဘိုက်တွေတားစားတယ်တမီအာလူကြော့အရန်စားခြင်းနဲ့စားဖို့အတွက်အာလူကြော့လေးဘာလေးပေးပါလိုက်မမေအာလူကြော့စားခြင်းနဲ့လို့အေးပါတမီလေးရဲ့ခဏလေးပဲဆောင်ခဏနေကြရင်တော့တမီအဖေပြန်လာလိမ့်မယ်သူပြန်လာတဲ့အခါကျရင်တမီအရန်ကြိုက်တဲ့အာလူကြော့တွေအများကြီးသူ့ဝဲလာမှာပေါ့သူကတမီကိုဘလောက်တောင်မှချက်တယ်ဆိုတာတမီလည်းသိရတဲ့သားနဲ့ကွယ် ခဏနေမှာတော့ဖခင်ဖြစ်သူအလောက်ကနေပြန်လဲရောက်ရှိလာခဲ့ပြီးတမီးလေးအကျော်အလူကျော်ရီဝယ်လာခဲ့ပါတယ်။ကဲကဲကဲငါ့ရဲ့တမီးလေးဘယ်ဟိုရောက်နေရလဲ။သူ့ဘက်မှာလည်းသူ့ကြိုက်တဲ့အလူကျော်ရီငါဝယ်လာခဲ့တယ်။ငါ့တမီးလေးအတွက်ဒီမှာဘာဝယ်လာလဲဆိုတာကိုလည်းလာကြည့်ပါအောင်ကွာ။တမီးလေးကအဖေလာပြီဆိုတာနဲ့ချက်ချင်းအိမ်ထဲကနေပြေးထွက်လာခဲ့ပါတယ်။အဖေအဖေတမီးအကျော်အလူကျော်ဝယ်လာခဲ့တယ်မလားယင်။အေးဝယ်လာခဲ့တာပေါ့။တမီးလေးအရန်ကြိုက်တဲ့အလူကျော်ဒီမှာအဖေဝယ်လာခဲ့ပြီးတယ်။အလူကျော်ယူပြီးနောက်မှာတော့ဒါသားကလည်းအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်းအချိန်ထွေကလည်းကုံဆုံးသွားနေခဲ့ပါရဲ့ရာကေ့ရှ်အလောကနေပြန်လာတဲ့အခါတိုင်းသူ့တမီးလေးတတော်လေးကိုကြိုက်နေတတ်တဲ့အာလူကျော့ကိုတော့သူမမေ့ပဲနဲ့အမြင်နဲ့ဝင်လာလေးရှိပါရဲ့ဒီလိုနဲ့ရာသားကလည်းအာလူကျော့ဆားရအကျင့်တစ်ခုလိုမျိုးဖြစ်နေခဲ့ပါပြီသူမအာလူကျော့အရင်တုန်းကလည်းကအရန်ကြိုက်ပါရဲ့မိဘတွေကလည်းအလိုလိုက်ပြီးဝဲကြွေးရတဲ့အကြမ်းမို့လို့သူမအရန်ကိုနှစ်တတ်တဲ့အစားစာကအာလူကျော့ဖြစ်သွားတာပါကျောင်းသွားတဲ့အခါတိုင်းမှာလေသူမကျောင်းလွယ်အိမ်ထဲမှာအာလူကျော်နှစ်ထုပ်သုံးထုပ်အမြဲတမ်းထည့်သွားလေးရှိပါသေး ကျောင်းတဲ့အခါမှာလည်းတခြားသူတွေပါဆက်စားသူမကအာလူကျော်ပဲစားပါတယ်။ရသားကြီးငါလည်းအာလူကျော်စားခြင်းနဲ့နေရလေအမြင်နဲ့တယောက်တည်းပဲစားနေငါ့ကိုလည်းနည်းနည်းကျွေးကျွေးပါဦးငါတယောက်တည်းပဲစားမှာငါအာလူကျော်အရန်ကြိုက်တယ်နော်ဘယ်သူနဲ့မှမရှဲနိုင်အောင်တည့်ရလားငါလေးအာလူကျော်တွေကိုဘလောက်ကြိုက်လဲဆိုတာနည်းနည်းသိရတာနဲ့ငါဒါရီဘယ်သူကိုမှမကျွေးဘူးငါဖေကငါတော့ဆိုပြီးတော့ဝယ်လာခဲ့ပြီးတာပြောပြီးနောက်မှာတော့ရသားကလည်းအာကျော်အာလူကျော်တွေကိုအာပါတရားစားတော့ပါတယ်ဒီလိုနဲ့ပဲသူမအရွယ်ရောက်လာခဲ့ပါတယ် ဒါပေမဲ့ تمہ ရဲ့အကျင့်တွေကတော့တခုမှပြောင်းလဲသွားရည်ရေလို့မရှိပါဘူးအခုကြောင်းသွားတဲ့အခါတိုင်းမှာလဲ تمہ အမြဲတမ်းအာလူကြောက်တွေကိုအိတ်ထဲထည့်ယူသွားလေးရှိပါတယ်ကြောင်းပြီးသွားတာနဲ့မိဘတွေကလည်းတမီးလေးအတွက်ကောင်းမွန်တဲ့ကောင်းလေးတယောက်လိုက်ရှာပြီးတခါတဲ့လက်ထပ်ပွဲကိုစီစဉ်ပေးလိုက်ကြပါတယ်လက်ထပ်ပြီးနောက်သတို့တမီးလေးကလည်းယောက်ျားနဲ့အတူတူရခမအင်ကိုလိုက်ပါသွားခဲ့ရပါတယ်ဒီနောက်မှာတော့အမေရေကျမဘာချက်ရမလဲရပါတယ်ချွေးမလေးရနေကြိုက်တာချက်နေပါဟင်းတွေချက်ပြုတ်တက်လဲ ကောင်းကောင်းချက်ပြုတ်တတ်တာတခုခုကိုသာချက်လိုက်လေငါတို့ကရတယ်ဘာမှမဆိုစားတယ်ရာသားလည်းမိဖို့ကန်နဲ့ဝင်သွားပြီးတော့ကြီးလိုက်ပါတယ်ဘာရှိမလဲဆိုပြီးတော့ပါသူမမိဖို့ကန်နဲ့မှရှိတဲ့ပစ္စည်းဥစ္စာတွေနဲ့ပဲအရသာအရှိဆုံးထမင်းဟင်းတွေကိုချက်ပြီးမိသားစုဝင်တွေအားလုံးကိုကျွေးပါတယ်ရာသားကထမင်းဟင်းချက်ပြုတ်တာတားကြော်ပါတယ်သူမချက်ပြုတ်တဲ့ထမင်းဟင်းတွေအားလုံးကိုရခမရင်ကတော်ရီကလည်းသဘောကျနှစ်သက်လို့ချီးကျူးကြပါတယ်ဒါပေမဲ့သူမကိုယ်တိုင်ကတော့အစားအယံနေပါတယ်ထမင်းဆိုရင်တော့မကြိုက်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းပဲစားပါတယ် မင်းစားပြီးရတဲ့သူမအခန်းနဲ့အမြန်ပြေးဝင်သွားပြီးအလူကြော့တွေကိုစားတောင်းနေပါရီဒီအချိန်မှာရခမဖြစ်သူအခန်းနဲ့ကဝင်လာခဲ့ပါရီကဲချွေးမလေးနေကြပါရီလုံနေရလေထမင်းကြတော့မစားဘူးငါနေကိုကြည့်နေတာထမင်းတော့ကောင်းကောင်းမစားဘဲထထွက်သွားတော့စိတ်မကောင်းဖြစ်လို့လိုက်ကြည့်ရအခန်းထဲမှာအလူကြော့တွေထိုင်စားနေရလားအလူကြော့တွေစားမနေဘဲနဲ့ထမင်းကိုဘိုက်ဝတ်အောင်စားလီဘာလို့ထမင်းကြတော့ဘိုက်ဝတ်အောင်မစားရတာလဲအမေကလည်းကျမစားပါရဲ့ကျမထမင်းကအဲ့လောက်ပဲစားတာအများကြီးမစားချင်ဘူးအိမ်မှာဆိုရင်လည်းဒီလောက်ပဲစားတာပါ အာလူကျော်ကြတော့ကျမအယမ်းကိုကြိုက်တယ်လေငငယ်လေးကလေးကကျမအချိန်တိုင်းအာလူကျော်ပဲစားလာခဲ့တာအာလူကျော်ဆိုလို့ရှင်တော့အယမ်းကြိုက်တာအဖေကလေငငယ်လေးကလေးကအလောက်ကနေပြန်လာတဲ့ခါတိုင်းကျမအတွက်အာလူကျော်ဝယ်လာခဲ့ပေးတယ်ဒီအချိန်မှာရခမဖြစ်သူကလည်းချွေးမလေးကိုပြောပါတယ်အော်ချွေးမလေးရဲ့နေအာလူကျော်အလောက်တော်မှကြိုက်တယ်ဆိုရင်ပထမတည်းကငါ့ကိုပြောမှာပေါ့ဒါဆိုရင်တော့ငါနဲ့ကိုအိမ်မှာပဲအာလူကျော်တွေကိုလှုပ်ချွေးမလေးဘလိုပုံစံစားကြင်လဲတံမြောင်သီးလေးညှစ်ထားတဲ့ချင်းချင်းဆက်ဆက်လေးစားကြင်လားမဆလာနဲ့စားကြင်လားငရုတ်သီးမုန့်နဲ့စားကြင်လား ကြိုက်တာအလုံးပြောလိုက်ငါလုပ်ပေးမယ်။အပြင်မှာရောင်းတဲ့အလုံးကြော်တွေကကမီကယ်ပစ္စည်းတွေပါတယ်။ပြီးတော့စီတွေကတန်းလာမဟုတ်ဘူး။ ready made အထုပ်တွေဆိုလို့ရှင်တော့ပိုတောင်းစိုးသေးတယ်။ငါတို့ကတော့အပြင်ကအစားအသောက်တွေတိတ်ပြီးတော့ဝယ်မစားကြဘူး။စားချင်တာရှင်အိမ်မှာပဲလုပ်ပြီးတော့စားကြတယ်လေ။နင်ဒါတွေစားပြီးသွားတဲ့အခါကျရင်လေထိုးလေအောက်ဖြစ်မယ်။ကမီကယ်တွေကြောင့်ဒုက္ခကလည်းရအောင်မယ်။ကျန်းမာရေးနဲ့လည်းမညီညွတ်ဘူး။ရခမဖြစ်သူရဲ့စကားကိုကြားတာနဲ့ရာသာလဲဝမ်းသာပြောရွှင်စွာနဲ့ထားခုံလိုက်ပါရဲ့။ တကယ်ပြောနေရလားအမေရဲ့ကျမဖြစ်ယုံတော့မယုံနိုင်ဘူးအမေရဲ့အာလူကြော်ကိုကြော်တတ်တယ်ဟုတ်လားဒါဆိုရင်တော့အမေကျမလည်းအာလူကြော်အရင်ကြော်တတ်ချင်တာကျမကလေအာလူကြော်ကိုစားရတာကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဘလို့ကြော်ရမလဲလုံးဝမသိဘူးဒါနဲ့အမေကျမကိုဘယ်တော့တင်ပေးမလဲကဲချွေးမလေးအခုတော့ငါမအားသေးဘူးငါအကူကသူ့အိမ်ကိုခေါ်ထားတယ်သူတို့အိမ်မှာဖျားရှုခိုးပွဲတစ်ခုလုံးမလို့တဲ့အဲ့ဒီကိုသွားလိုက်အောင်မယ်အရင်ကနေပြန်လာတဲ့ခါကျရင်တော့ငါနဲ့ကိုအာလူကျော်ဘယ်လိုလုပ်ရလဲဆိုတာသင်ပေးမှာပေါ့ပြောပြီးနောက်မှာတော့ရောက်ခမဖြစ်သူကလည်းသူ့ကိုရဲ့အိမ်ကိုသွားပါရီ အမလီအခုမှပဲအစင်သစ်ဖြစ်သွားတော့တယ်ငါအာလူကြော်အရန်ကြိုက်တော့ဖယားသခင်အားဒီလိုဒီရင်ကိုပို့ပေးလိုက်တာပဲဖြစ်ရမယ်သူတို့ကအာလူကြော်တွေအများကြီးလောက်တတ်တယ်ဆိုတော့စက်ယုံတောင်းထောင်လို့ရပြီငါတော့မလိုအပ်ပဲနဲ့ပတ်စံတွေလိုက်ပြီးတုံးဖြုံးနေတယ်အခုတော့အိမ်မှာအေးဆေးကြောစားလို့ရပြီနောက်နေ့မှတော့ရခမဖြစ်သူကသူ့ရဲ့မိဘအိမ်ကိုပြန်သွားခဲ့ပါတယ်ရာဟုလ်ကလည်းရုံးကိုထွက်ခွာသွားပါတယ်ရာတာကတော့ရခမဖြစ်သူပြန်မလာမချင်းအိမ်မှာနေပြီးတော့အာလူကြော်တွေအများကြီးကိုမှားပြီးစားတောင်းနေခဲ့ပါတယ် နောက်ဆုံးတရက်မှာတော့သူမဘိုက်တွေတအားကိုနာကျင်လာခဲ့တဲ့အတွက်ကြောင့်မို့လို့စေယုံကိုပို့လိုက်ရပါတယ်။စေယုံကိုရောက်ရှိသွားခဲ့ပြီးနောက်မှာတော့ဆရာဝန်ကသူမကိုဈေးဆက်ပြီးပြောပါတယ်။အပြင်အစားအသောက်တွေအလောက်ထိမစားသင့်ဘူး။အတိုင်းကြောင်တစ်ခုလောက်ပဲစားတာကပြဿနာမရှိဘူးဆိုပေမဲ့အများအားစားတော့နေမယ်ဆိုရင်တော့ကျန်းမာရေးအခြေအနေအခုလိုမျိုးဆိုးရွားသွားနိုင်တယ်။သူက ready made အစားအသောက်တွေအများကြီးစားနေတယ်တူတယ်။ကျွန်တော်ရဲ့သွေးကြောလေးတွေပိတ်သွားနိုင်တယ်ပြီးတော့ cholesterol နဲ့အယံကိုမြင့်တက်လာနိုင်တယ်။ နနေပပစာတော့တာကိစ္စမရှိဘူးဆိုပေမဲ့လွန်ကျော်လာပြီဆိုရင်ကျမကြီးကအရန်ကိုထိခိုက်တာဗျ။အဲ့ဒါကြောင့်ရာသားကိုအပြင်ကအာလူကြော့အထုပ်တွေလုံးဝမစားခိုင်းတော့နဲ့အာလူကြော့ရင်ဘဲကမလဲလေးဖောင်းဖောင်းမှန်သမျှဘာတခုမှမစားနဲ့ကဲရာဟိုငါပြောတာကိုသေချာမှတ်ထားနော်သူအပြင်ကလေးဖောင်းမုတ်တွေထပ်ပြီးတော့စားနေအောင်မယ်ဆိုလို့ရှင်တော့သူ့ကျမကြီးအခြေအနေဒီထက်ပိုဆိုးရွားလာနိုင်တယ်ဆရာဝန်ပြောတဲ့စကားကိုအားလုံးကသေချာနားထောင်နေကြပါရစေရခမဖြစ်သူကလည်းချွေးမလေးအတွက်အတော်လေးစွန့်ဝင်ပူပန်သွားပါရစေ ဒါကြောင့်အပြင်ကအစားအစာတွေလုံးဝမကျွေးတော့ဖို့အတွက်သူမဆုံးဖြတ်ထားခဲ့ပါတယ်။ချွေးမလေးလေးပြန်ကောင်းကျမ်းမာသွားတာနဲ့သူမအိမ်မှာဘလိုမျိုးအလူကျော်တွေလုပ်ရမလဲဆိုတာကိုလည်းသင်ပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါမှလည်းချွေးမလေးအလူကျော်စားခြင်းနဲ့အခါတိုင်းကိုယ်တိုင်ကြော်ပြီးတော့စားလို့ရမှာလေ။ရဲ့အနေငယ်လို့ဈေးရောင်တက်ရပြီးနောက်မှာတော့သူမနေပြန်ကောင်းကျမ်းမာသွားခဲ့တဲ့အတွက်ကြောင့်အင်ကိုပြန်လာခဲ့ပါတယ်။နေပြန်ကောင်းကျမ်းမသွားတာနဲ့ရခမစီကနေမုတ်တွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းတွေကိုသူမသင်ယူခြင်းနဲ့ဆိုပြီးတော့လာပြောပါရယ်ရခမဖြစ်တော့ကလည်းသင်ပေးဖို့အတွက်အဆင်သင့်ပါပဲ ရခမကအာလူကြော်ရင်ဘယ်ကမလဲစာနဲ့လောက်ထားတဲ့မုတ်တွေကိုလည်းကောင်းကောင်းလှုပ်တတ်ပါသေးတယ်။တရက်မှတော့အိမ်နီးချင်းအမျိုးသမီးနှစ်ယောက်ကသူတို့အိမ်ကိုလာလေခဲ့ကြပါရဲ့။ဟဲ့ငါနဲ့ပြောစရာရှိလို့ငါတို့အာလူကြော်နဲ့ရှိရနေပြီးတော့မှာကျင်လို့နင်ကြော်တဲ့အာလူကြော်တွေကကြွရွပြီးအရင်အောင်စားလို့ကောင်းတာ။ငါတို့အိမ်မှာကိုရိုင်းကြော်မဲဆိုရင်တော့အဲ့လိုအရသာရတာမဟုတ်ဘူး။ဒီအချိန်မှာပဲဒါသားကတော့ဧည့်သည်တွေအတွက်အာလူကြော်တွေနဲ့လက်ဖက်ကွက်တွေယူပြီးအိမ်ရှိကိုရောက်ချလာပါတယ်။အာလူကြော်တွေကတကယ်ကိုအကြီးကြီးပါပဲ ။ချွေးမလေးရေဒါအာလူကြော်တွေပဲ။အာလူကြော်တွေကလည်းအကြီးကြီးပဲဟဲ့။ကြီးတာတောင်ကြွရောနေမဲ့ပုံစံမျိုးပဲနော်။အပြင်ကဆိုင်တွေမှာဆိုရင်တော့ဒီလောက်ထိကောင်းတဲ့အာလူကြောင်ကတခါမှမတွေ့ဘူးဘူးစားကြည့်ပါကြောအတော်တို့ဒီအရာတောင်အရန်သဘောကျလိမ့်မယ်လို့ကျမတို့အမခံနိုင်တယ်ဈေးတဲကလေဖောင်းမုတ်ထုတ်တွေနဲ့ကျမတို့ကိုယ်တိုင်ကြော်ထားတဲ့အာလူကြောင်နဲ့အရာတောင်အများကြီးกว่าတယ်ဈေးထဲမှာရောင်းတဲ့အာလူကြောင်တွေကလေတွေအများကြီးထိုးထည့်ထားတာပြီးတော့ဈေးရလည်းများသေးအာလူကြောင်ကလည်းနည်းနည်းပဲပါတယ်ကမိကယ်ရီပါတဲ့အခါကျတော့ကျမတို့ကျမ်းမာရင်လည်းမညီညွတ်ဘူးလေ သူတို့ကတာရှိခံပစ္စည်းတွေထည့်ထားတာကျမတို့အိမ်မှာကိုရိုင်းကြော်ထားတဲ့အာလူကြော်ကမတူဘူးအရန်စားကောက်နေစီလဲတန့်နေတာရှိခံဈေးလည်းမထည့်ထားဘူးဒါကိုစားကြည့်ပါအာလူအစ်စင်နဲ့လောက်ထားတာဆိုတော့နည်းနည်းလေးစားတာနဲ့ဘယ်ဝသွားလိမ့်မယ်သူတို့ကလည်းချွေးမော်လေးကြော်ထားတဲ့အာလူကြော်အကြီးကြီးတွေကိုစမ်းပြီးစားတော့ကြည့်ခဲ့ကြပါရဲ့စားပြီးတာနဲ့သူတို့လည်းအရသာရှိလောနာကိုတွေ့သွားပြီးတော့သဘောကျခက်တဲ့အကုန်ကြပါရဲ့နည်းနည်းလေးစားရုံနဲ့ဘယ်ဝသွားတဲ့အတော့သူတို့ကပို့ပြီးတော့ဝမ်းသာသွားပါရဲ့ အမလီဟဲနေ့ချွေးမလေးကတော်လိုက်တာနော်တကယ်အရသာရှိတဲ့အလူကြော်တွေကိုသူကြော်တတ်တာပဲကောင်းတယ်ကောင်းတယ်အလူကိုကြော်ထားတာအတော်လေးကိုအရသာရှိတယ်ငါကတော့သဘောကျသွားပြီတကယ်မတော့ရာသားရဲ့မိဘတွေကတမီးလေးကိုတတိရတဲ့အတွက်ကြောင့်မို့လို့တမီးလေးအိမ်မှာလာတွေ့ကြပါတယ်တမီးလေးအိမ်ကိုလာနေတဲ့အချိန်မှာသူတို့ကရွာမှာထွက်တဲ့ကောက်ပဲတီးနှံတွေဟင်းသီးဟင်းရွက်တွေအလူတွေစံတွေအများကြီးယူလာခဲ့ပါတယ်ရာသားကမိဘတွေရောက်ရှိလာခဲ့တဲ့အခါမှာတော့အကောင်းမွန်အောင်ပြုစုပေးခဲ့ပါတယ်အဲဝဲကျေးစွာနဲ့ပြုစုပေးပြီးနောက်မိဘတွေကလည်းပြန်သွားခဲ့ကြပါတယ်အမေရေ ကျမရဲ့အဖေနဲ့အမေကလေဂျွာနေလာတဲ့အချိန်တုန်းကပဲရီရောဆန်ရီရောအာလူရီရောအများယူလာခဲ့တယ်။ကျမတို့ဓာရီကိုအကောင်းမွန်ဆုံးနေရာမှာအသုံးချရမယ်တိလား။ကျမတို့ဒီလောက်များတဲ့အာလူရီအညောင်မထွက်လာခင်မှာပဲအာလူကြော်လိုက်မယ်ဆိုလို့ရှင်ရော။အဲ့တော့အများကြီးကျမတို့အိမ်စားရုံနဲ့တော့ပုံမှန်မဟုတ်ဘူးအပြင်မှာပါရောင်းကြမယ်လေကောင်းတာပေါ့ချွေးမလေးရဲ့နင့်အကြံဉာဏ်ငါလည်းသဘောကျတယ်ပြီးတော့နင်းကြော်ထားတဲ့အာလူကြော်တွေကအရန်စားကောင်းတယ်ဆိုပြီးတော့ရက်ွက်ထဲကအမျိုးသမီးတွေကလည်းပြောနေကြတာ ငါကြော်တဲ့အာလူကြော်ထက်နင်ကြော်တဲ့အာလူကြော်ကပိုတောင်ကောင်းလို့တို့ကြိုက်ကုန်ကြပြီလေမနေ့ကတော့ကပဲရက်ကွက်ထဲကအမျိုးသမီး၅ယောက်ငါရှိမအော်ရာလာတင်သွားကြတယ်အရင်နေ့က၃ယောက်ကြာရုံကနေပြန်လာတဲ့အချိန်မှာရာသာကလည်းပြောပါရီယောက်ျားရေကျမရှင်ပြောစရာရှိရသေးလားမနေ့ကတော့အမေရဲ့တန်ငယ်ချင်းတွေအင်ဟိုလာလေကြတယ်ပြီးတော့တို့ကအာလူကြော်လေလာမှသွားကြသေးတယ်ကျမကိုယ်တိုင်ကြော်ထားပေးတဲ့အာလူကြော်တွေကိုတို့ကိုချကျွေးလိုက်ကြလေတို့စားပြီးတော့အတော်လေးသဘောကျနေကြတယ်အရသာလည်းကောင်းတယ်ပြီးတော့နည်းနည်းလေးစားရုံနဲ့ဗိုက်ပြစ်သွားတယ်တဲ့ တို့ကကျမကိုအလူကျော့ဆိုင်ဒီဇိုင်းဖွင့်ပါဆိုပြီးတော့လည်းပြောသွားကြသေးတယ်။ကျမလည်းအဲ့ဒီအကြောင်းစဉ်းစားနေရ။မင်းကလည်းကွာဘာလို့အလုပ်လုပ်နေရတာလဲမလို့အပ်တာတွေလုပ်နေပြန်ပြီ။ငါ့မှာအလုပ်ကောင်းကောင်းတစ်ခုရှိနေရပဲလစာလည်းကောင်းနေအဆင်ပြေတယ်။မိသားစုဝင်တွေအကုန်လုံးစားလို့လောင်းကနေရပဲ။ပတ်စံလည်းမဆိုင်ပါဘူး။ကျမကပတ်စံကိစ္စပြောနေရမှာမဟုတ်တာ။ကျမလည်းဘဝမှာအောင်မြင်ချင်တယ်တစ်ခုခုလုပ်ချင်သေးရဲ့လေ။လူတွေကရက်ကွက်ထဲမှာရောင်းနေတဲ့မကောင်းတဲ့လေဖောင်းမုတ်ထုပ်တွေစားနေရကိုလည်းကျမမကြည့်ချင်တော့ဘူး။ကျမကိုယ်တိုင်တောင်စေးအောင်ရောက်သွားတဲ့ဥစ္စာကို ေးပါအေးပါမင်းအလောက်တော်မှာဆိုက်ရထက်တန်နေရဲဆိုရင်တော့ငါလည်းမတားတော့လို့လေဒါနဲ့တခုပြောရအောင်မယ်မင်းလောက်ထားတဲ့အာလူကြော်တွေကတကယ်ကိုစားလို့ကောင်းတာငါလည်းကြိုက်တယ်ဒီလိုနဲ့ရာဟုတ်ကသဘောတူပေးခဲ့တဲ့အခါမှာသမီးယောက်ခမနှစ်ယောက်သားဈေးထဲမှာအာလူကြော်ဆိုင်လေးဖွင့်လဲရောင်းချခဲ့ကြပါတယ်သူမဆိုင်ကနာမည်ကျော်ကြလို့တည်များလာခဲ့ပြီးလူတွေအကုန်လုံးကလည်းသူမကိုအာလူကြော်တဲ့ချွေးမလေးဆိုတဲ့နာမည်နဲ့တီးကုန်ကြပါတယ်ပထမဆိုင်လေးကနောက်ပိုင်းမှာသိငဲ့တလို့ခန်းစားရတဲ့အတော်ဆိုင်အကြီးကြီးဖွင့်ခဲ့ကြပါတယ်။သူတို့သမီးရောက်ခမနှစ်ယောက်သာပြောရွှင်စွာနဲ့ဒီအလုပ်တွေကိုလုပ်ခဲ့ကြပါတယ်။ အာလူကျော်အကြီးကြီးတွေရောင်းတဲ့ဆိုင်ဆိုပြီးသူတို့နာမည်လည်းလူပိုတည်သွားခဲ့ပါတယ်။